မော်ရီဟာအရွယ်စားမျိုးမျိုး၊ရှောင်းမျိုးမျိုးနဲ့အသွင်ပြင်းမျိုးမျိုးရှိတဲ့ထူးခြားမျိုးစိတ်တွေပဲဖြစ်ပါတယ်။အချို့မော်ရီဟာအစိတ်ရှိပြီးတော့အချို့ကရန်ကုန်မှာထူးဆန်းတဲ့ပုံတရနဲ့တရှိနေပြန်ပါတယ်။ကမ္ဘာပေါ်မှာတလိဆန်နေပင်နေဗက်တီးရီးယားတွေနဲ့မော်ရီဆိုပြီးတော့အုတ်စုကြီးလေးစုခွဲခြားထားပြီးအထက်ကမှမော်ရီဟာအထူးခြားဆုံးမျိုးစိတ်တွေပဲဖြစ်ပါတယ်။မင်္ဂလာပါပရိသတ်ကြီးတို့ဒီနေ့မှာတော့ကမ္ဘာပေါ်မှာတရှိနေတဲ့မှုမျိုးစားတွေကမှအရန်ကုန်မှာထူဆန်းပြီးပရိသတ်တို့မကြဘူးလို့မေမှုမျိုးစားတွေနဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ် နမငါစုံပြီးမို့စုံမီမို့လို့ကြားလိုက်တော့ဘလို့မို့အမျိုးစားကြီးလေးလို့ပရိသတ်တို့ချင်းတင်စရာရှိပါ रे အော်တီရောကော်တိုဆက်ဖ်လို့သိပ္ပံပညာရှိတဲ့ဒီမုံဟာသိပ္ပံပညာရှိတဲ့ရောလူတွေကြားမှာပါရှိပန်းစားတဲ့မို့မျိုးစားတစ်မျိုးဖြစ်ပါ रे ဒီမိုရီယာအင်းဆက်တရေခနာကိုရဲကိုယောဂဘောတစ်ခုလိုကူးဆက်နိုင်ပြီးအင်းဆက်ကိုရဲကအာဟာရဓာတ်တွေကိုစားသုံးကအင်းဆက်တွေကိုဇွန်ဘီတွေဖြစ်ပြောင်းလဲလိုက်ပါ रे မော်ရီရဲ့ကနေဦးထုတ်တဲ့စပိုးလိုခေါ်တဲ့မှုပေါလေးတွေဟာအင်းဆက်တကောင်လိုမျိုး တင်တော်ရင်လက်ခံကောင်းနဲ့ထိတွေ့မိတဲ့အခါမှာအညာပေါက်လာကြပြီးတော့လက်ခံကောင်းရဲ့ခန္ဓာကိုယ်ထဲမှာကြီးပြင်းလာကြပါရည်။မိုးလေးတွေကအာဟာရတွေကိုစားသုံးပြီးတော့ကြီးပြင်းလာတဲ့အများနဲ့လက်ခံကောင်းရဲ့ခန္ဓာကိုယ်ထဲကအံ့ဩကြောစနစ်ကိုထိန်းချုပ်ပြီးသူတို့လိုသလိုချက်လေပါတော့ရည်။သူတို့အပျက်စိတ်တွေကိုလည်းကူးဆက်နိုင်ပြီးတော့ကူးဆက်ခံလိုက်ရတဲ့ပျက်စိတ်ဟာသူတို့အတူရှိနေတဲ့ပျက်စိတ်ဖွဲ့ကနေတကောင်နဲ့ထွက်ခွာသွားပြီးတော့တင်းရက်တွေနဲ့ရိုးတန်တွေကိုသွားကဲတပါရီ။ ပရဲစိတ်ဟာအလိုတွေကနေရင်ကနေပြီးတော့တိတ်ဆုံးသွားပြီးတော့အထဲကမှုတွေကတော့ပရဲစိတ်ရဲ့အဟာရချက်တွေကိုစားသုံးကမြို့ပွားနိုင်ဖို့စပိုးတွေကိုထုတ်ပါတော့ရည်။နံပါတ်၄နက်ဆိုးလက်ချောင်းမှုဒီမိုကိုပရိသတ်တို့မြင်မြင်ချင်းတရေခါးထဲမှာမြင်တွေ့ရတဲ့လက်ချောင်းကြီးလိုပြင်းမိမိမှာပါ။အဲဒါကြောင့်မေဒီမိုကိုနက်ဆိုးလက်ချောင်းမှုလို့ခေါ်ဆိုတာပဲဖြစ်ပါရည်။ဒီမိုကိုသိပ္ပံပညာရှင်တွေကတော့ ကာထရက်အာတရီလို့ခေါ်ပြီးတော့ဩစတြေးလျနဲ့နယူးဇီလန်ဒေသတွေမှာအတွေ့ရများပါတယ်။မိုလာဆာမာဒီမိုဟာကဘာပေါ်မှာကျုပ်ဥလေးတွေဥထားသလိုပုံစံမျိုးရှိတဲ့ဥလေးတွေကနေအညာပေါလာပါတယ်။မိုဟာတဖြည်းဖြည်းကြီးထွားလာတဲ့အခါမှာရှေးပွဲလိုလက်ချောင်းကြီးထွက်လာပါတော့တယ်။အိမ်မော်ကနေထွက်လာတဲ့အချက်တရာ30စီတီမီတာလောက်ထိကိုအရှိရှိပြီးတော့တုံးလိန်ကောက်ကွေးနေတတ်ပါရီဒီမိုရီရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့အနယ်ဆိုးတွေထုတ်လစ်တာပါ ဒီမိုကနေထုတ်လွှင့်တဲ့အ낵ဆိုးဟာမြားသောအပြင်အသားပုတ်တဲ့အ낵လိုအ낵မျိုးဖြစ်ပြီးတော့ရှင်းကောင်းတွေနဲ့အခြားအင်းဆက်တွေကိုဆွဲဆောင်ပါတယ်။အဲ့လိုအင်းဆက်တွေအနားရောက်လာတဲ့အခါမှာမိုဟာသူ့ရဲ့စပိုးတွေကိုလက်တံတွေရဲ့အထဲကနေထုတ်လွှတ်လိုက်ပါတယ်။ဒီမှာနက်ဆိုးလက်ချောင်းမိုးတွေဟာအသွင်ပြင်ကြည့်ရဆိုပြီးတော့အနံ့ဆိုးတွေထုတ်လေးလေးရှိပေမဲ့လူသားတွေနဲ့တိရစ္ဆာန်တွေအတွက်အန္တရာယ်မရှိပါဘူး။ဒါပြင်သူတို့ဟာ organic ပစ္စည်းတွေကိုချိဖြတ်ပေးတဲ့အတွက်ကြောင့်သဘာဝပတ်ဝန်းကျင်ကိုကျိုးပြူရလို့ပြောပါရီ။နံပါတ်3ချင်းသိလေဆန်မှွေးမို့ သိပ္ပံနမည် Heresian Heresian လို့သိကြတဲ့ဒီချင်းသိလေဆံမွေမို့ဟာသူရဲ့တာမန်မော်ရီနဲ့မတူဘဲနဲ့ကွဲချက်နေတဲ့အသင်ပြင်းနဲ့ကျမ်းမာရေးအတွက်ကောင်းမွန်တာကြောင့်ပညာရှင်တွေစားမှာအတော်ကိုမှထင်ရှားပါရင်မော်ရဲ့အသင်ပြင်းကချင်းသိတဲ့ကောင်ရဲ့လေဆံမွေတွေလို့ထပ်ပေါ်နေတာကြောင့်ပဲချင်းသိလေဆံမွေမို့လို့အမည်ရှိနေတာပါဒီမော်ရီကိုတော့မြောက်အမေရိကဥရောပနဲ့အာရှဒေသတွေမှာပေါရောက်တဲ့ဝက်တိချပင်တို့လိုမျိုးတစ်မာပင်တွေရဲ့အကိုရေမှာပေါရောက်တာကိုတွေ့ရပါရင် ဒီမိုရီယာပေါရောက်တဲ့ချိန်အားကာလကြာမြင့်တာနဲ့အဖြူရောင်ကနေအဝါရောင်ဖြစ်ဖြစ်နဲ့အညိုရောင်ဖြစ်ပြောင်းသွားတတ်ပါရည်။ပညာရှင်တွေဟာဒီမိုရီကအုံနောက်ရဲ့ကျန်းမာရေးနဲ့လှုပ်ဆောင်ချက်တွေကိုထောက်ပံ့ပေးနိုင်တယ်လို့ယုံကြည်ကြပါရည်။မိုထဲမှာပါဝင်တဲ့ကွန်ပေါင်းတွေဟာအအောင်ကျော်ဆဲတွေရဲ့ကြီးထောင်မှုကိုလှုပ်ဆောင်ပေးနိုင်ပြီးတော့ဖြစ်စည်းသွားတဲ့ nerve ဆဲတွေကိုအသိပြန်ပြေးပေးနိုင်တာကြောင့်အအောင်ဆုတ်ဆိုင်မှုနဲ့မျက်ညံကိုတိုးတက်ကောင်းမွန်စေပါရည်။ဒါပြင်အင်ဒီအောက်ဆီရင် တပ်ပါဝင်တာကြောင့်စိတ်ပြေစီမှုနဲ့အသားရင်ရောင်ရမ်းတာကိုကာဝယ်ပေးပါရီအစားအသောက်လောကမှာဒီမိုဟာပင်လယ်စာနဲ့အသားရတာပေးဆွဲနိုင်တာကြောင့်စပိုမှုတွေဟာဒီမိုကိုရတာရှိတဲ့စားတောက်တွေဖြစ်ပြင်ဆင်ချက်ပြုတ်ကြပါရီဒါပေမဲ့လည်းပြည်သက်ကြီးတို့တတိထားမှာကဒီလိုအမွှားမွှားလေးတွေပါနေတိုင်းဒီမိုတွေလို့ထင်ပြီးတော့မစားသုံးကြဖို့ပါအကယ်၍ဒီမိုမဟုတ်ဘဲနဲ့အခြားဆိတ်ရှိတဲ့မှုတမျိုးကိုသာစားသုံးလိုက်မယ်ဆိုရင်သိစေနိုင်တဲ့အထိဖြစ်စေတာကြောင့်ပြည်သက်တို့အနေနဲ့မစားခင်သေးချာရွေးချယ်စီစစ်ဖို့တင်ပါရီနံပါတ်1ဘန်ကော်ဖီမို့ ဒီမိုရီကဘန်ကောက်ပြည်နယ်တူပြီးတော့ထူးခြားတဲ့အသွင်ပြင်ရှိပါသည်။စပိုရိုစစ်ခရိုင်စပါလို့သိပ္ပံနာမည်ရှိတဲ့ဒီမိုဟာအစားအသောက်လောကမှာထင်ရှားပါသည်။ဒီမိုတွေကိုတော့ကမ္ဘာပေါ်ကသစ်မာဘီတွေပေါက်ရောက်လေရှိတဲ့နေရာတော်တော်များမှာတွေ့မြင်နိုင်ပြီးသူရဲ့အသွင်ပြင်က ပန်းခေါ်ပြီးလို့ပုံစံအသွင်ပြမျိုးရှိပါတယ်။သူရဲ့ရတာရှိမှုကြောင့်ဒီမိုကိုစပော်မှုတွေကဟင်းပွဲမျိုးမျိုးပြင်ဆင်ချက်ပြုတ်တဲ့နေရာမှာအသုံးပြုကြပါတယ်။ဒီမိုဟာသိဆုံးသွားတဲ့ organic ပစ္စည်းတွေကိုဆွေးမြည်စေပြီးတော့အာဟာရတက်ဖြစ်ပြောင်းလဲပေးနိုင်တာကြောင့်တောင်းရဲ့သဘာဝခေယာစနစ်ကိုထိန်းချုပ်ပေးတဲ့မို့လို့လဲဆိုနိုင်ပါတယ်။နံပါတ်၁သွေးချွတ်နေတဲ့သွားမှု ခုနကဖော်ပြခဲ့တဲ့မော်ရီလိုပဲဒီမော်ရီဟာလည်းသွေးချက်နေတဲ့သွားမို့ဆိုတဲ့ထူးဆန်းတဲ့နာမည်တစ်ခုရရှိပြန်ပါတယ်။တိပ်ပံမြီအပြင် Hyrilan Fresi လို့ခေါ်ပြီးတော့သူ့ရဲ့ထူးခြားတဲ့အသွင်ပြေကြောင့်ကမ္ဘာပေါ်မှာထူးခြားဆုံးမှုမျိုးစိတ်ဖြစ်သတ်မှတ်ခံထားရပါတယ်။ဒီမော်ကိုအမေရိကကဥရောပနဲ့အာရှဒေသတွေမှာရှာဖွေတွေ့ရှိနိုင်ပြီးတော့သွေးနဲ့တူတဲ့အနီအောင်ရှိတွေကိုထုတ်လုပ်ပေးတာကြောင့်သွေးချက်နေသောသွားမို့လို့ခေါ်ကြတာပါ။ဒီမော်ရီဟာဆဆပေါလာခြင်းချိန်မှာအဖြူရောင်နှင်းနေလို့မွေးတွေနဲ့သာဖြစ်ပြီးတော့တပြေးပြေးကြီးထွားလာတဲ့မြတ် သွေးလိုအရင်းအီတွေထွက်ပေါ်လာပါတယ် ဒီနေရောင်ရှည်တွေမှာရောင်းချပစ္စည်းတွေနဲ့အရေးပြောသွားစေတဲ့ထက်တွေပါဝင်နေပါတယ်။ဒါ යි မဲ့လည်းသိပေပညာရှင်တွေဟာဒီမိုတွေပါလို့ဒီလိုအနည်းအောင်ရှည်တွေထုတ်ရတဲ့လေဆိုတဲ့အကြောင်းရင်းကိုခုထိတိကျကျမသိကြသေးပါဘူး။အချို့ပညာရှင်တွေကတော့တားခေါင်တွေကိုနားမကက်လာအောင်လုပ်ဖို့ဒီရေတွေထုတ်တယ်လို့နောက်ပြီးတော့အင်းဆက်တွေကိုဆွဲဆောင်ဖို့ဒီရေတွေထုတ်တယ်လို့ theory တွေထုတ်ပြီးတော့ခန့်မှန်းထားပါတယ်။ဒီလိုထူးဆန်းပြီးတော့ရွန်စရာကောင်းတဲ့အသိပညာရှိနေပေမဲ့ဒီမိုတွေဟာလူတွေရဲ့တိရိစ္ဆာန်တွေကိုအနိုင်ပြုနိုင်မှာ။အချောင်းမိုတွေလိုမျိုးဒေဘာဝဂေယာစနစ်ကိုထောက်ကူပြုနိုင်တဲ့မျိုးမျိုးစားတစ်ခုပဲဖြစ်ပါတယ်။ ယ်။ဒီပရိသတ်တို့ရဲ့ခုဗီဒီယိုထဲမှာတော့ကမ္ဘာပေါ်မှာရှိတဲ့ထူးဆန်းဆုံးမုံမျိုးစားတွေအကြောင်းကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။ဖော်ပြသွားခဲ့တဲ့မုံတွေထဲမှာဘယ်မျိုးစားတွေကိုပရိသတ်တို့သဘောကျဆုံးပါလဲ။ comment မှာရှင်းပြပေးပါအောင်နော်။အခုလိုဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။